အားလုံးမင်္ဂလာပါအခုဒီဗီဒီယိုထဲမှာက Cambridge ကထုတ်ထားတဲ့ Sanskrit Grammar Use ဆိုတဲ့စာအုပ်ထဲက Unit 34တင်ကန်းစာအကြောင်းလေ့လာမှာဖြစ်ပါတယ် Unit 34မှာဆိုလို့ရှိရင် What you like နဲ့ I would like အကြောင်းလေ့လာမှာဖြစ်ပါတယ် ဒီ unit 34ရဲ့အကောင်းဆုံးကတော့ what you like နဲ့ i would like ပေါ့နော် what you like ရဲ့အတိတ်ပဲကတော့ do you want နဲ့အတိတ်ပဲ do တယ်သူ့ကိုဘယ်နေရာမှာသုံးလဲဆိုရင်တော့တခုခုကိုလိုချင်သလားဆိုပြီးတော့ရင်ကြည်ကြည်နဲ့ကန့်လန့်လိုက်တဲ့အခြေအနေမျိုးလေးဒီမှာသုံးတယ်နောက်ထပ်တစ်ခုကကျတော့တစုံတစ်ယောက်ကိုဖိတ်ခေါ်လိုက်တဲ့အခါမျိုးလေးဒီမှာလည်းဒီအားကိုသုံးတယ်သူ့အတိတ်ပဲကတော့ဒါကိုလိုချင်သလားဆိုတော့အရင်ခြေဆုံးပုံစံနဲ့ပြောတာပေါ့ we use what you like to offer things ပေါ့နော်တစုံတစ်ခုကိုကန့်လန့်တဲ့အခါမျိုးလေးဒီမှာ what you like some coffee coffee တောက်ပါအောင်သုံးဆောင်ပါအောင်ဆိုတဲ့ပုံစံမျိုးပေါ့ thank you မတောက်တော့ဘူး what you like said chocolate chocolate စားပါအောင် chocolate စားအောင်မလားဗော yes please what would you like tea or coffee coffee နဲ့လဖေးပဲအသုံးဆောင်မလဲပဲအတောက်မလဲဗော tea please ကျေးဇူးပြုပြီးလဖေးတောက်မယ်ဗော what you like a chocolate ဒီပုံမှာဆိုရင်လည်းပြရတယ် yes please ဗောနော်တို့မှာပုံစံနှမျိုးရှိတယ် what you like plus noun ဆိုလို့ရှိရင်တော့ဒါတစ်ခုခုကိုကန်းတန်းတာ စားပါအောင်လို့ coffee တောက်ပါအောင်လို့ chocolate စားပါအောင်လို့ဒီအမျိုးပြောတာဒါမှမဟုတ်လို့ရှိရင်ကျတော့ what you like to plan infinity ကျတော့တစုံတစ်ယောက်ကိုဒါကံလန်းဖိတ်ခေါ်တာဒီမှာကျတော့ what you like to infinity found လေးပေါ့နော်ဒီမှာဆိုလို့ရှိရင် what you like to go for a walk လမ်းလျှောက်ဖို့လိုက်အောင်မလားဆိုတာမျိုးပေါ့ ဒီမှာဆိုလို့ရှိရင် would you like to eat with us on Sunday တနင်္ဂနွေနေ့မှာကျွန်တော်တို့နဲ့စားပါလားဗောထမင်းတို့မို့တခုခုဗောနော်လာစားပါလားဆိုတဲ့ပုံစံမျိုးဗော Yes I would love to စားခြင်းပါတယ်ကြိုက်ပါတယ်ဗောနော်တူတူစားရတာသဘောကျပါတယ်ဆိုတဲ့ပုံစံမျိုးဗော I would love to eat with you ဗော Uh, what would you like to do this evening ဒီညနေခင်းမှာမပါလို့ခြင်းလဲဆိုတာမျိုးပေါ့နော်ဒီ session ရေးမှာတုံးပြလာတဲ့ what would you like ဆိုတာဒီတစ်ခုကိုကမ်းလှမ်းတဲ့အခါမှာရင်းရင်းကျေးကျေးပြောတဲ့အတုံးမျိုးဖြစ်ပါတယ် ဒီ session ပြီးမှကျတော့ i would like ပေါ့ i would like ကျတော့ရင်းကြီးကြီးပြောတာ i want နဲ့အတိတ်ပဲတူတူပဲကျွန်တော်လိုချင်တယ်ဆိုတော့အရင်ကြီးဆုံးပြောတာ default stop d လေးဒီ would ကိုပြောတာပေါ့ i would like i'm thirsty ကျွန်တော်ရင်ငတ်ပါတယ် i would like a drink ဒီတစ်ခွက်လောက်တောက်ချင်ပါတယ်ပေါ့အဲ့ဒါ tourist of the key သွားနေရှိတဲ့ဒီရုံတရုံမှာပေါ့နော် i would like some information about hotel please hotel ဒီနဲ့ပတ်သက်တဲ့အချက်အလက်တွေကျေးဇူးပြုပြီးတော့ကျွန်တော်လိုချင်ပါတယ်ပေါ့ I'm feeling tired. I would like to stay at home this evening. ကျွန်တော်ပင်ပန်းနေတယ်။ဒီညနေအိမ်မှာပဲနေချင်ပါတယ်ပေါ့။ဒါရင်ကြည်ကြည်ပြောတာ။အဲ့ဒီ I would like to စာ I want လည်းပြောလို့ရတယ်။ I want ကတော့ရိုးရိုးတန်းတန်းဒီတိုင်းပုံမှန်အတိုင်းပြောတာ။ဒီ I would like ကကျတော့ရင်ကြည်ကြည်ပုံစံလေးနဲ့ပြောတာ။ ီ session C မှာကျတော့ virtual line နဲ့ due line ပါกว่าလဲဆိုတော့သူရှင်းပြတာတယ်ဗောနော် virtual line ဆိုတာကျတော့တစ်ခုခုကိုအခုစားမလားသုံးဆောင်မအောင်ဆိုတော့ရင်းရင်းကြည်လေးပြောတာ virtual line တို့ I would like တို့ဗောနော် due line ကကျတော့ဒါကိုကြိုက်လားလို့ပဲမိတာအခုမကြွေးဘူးဒါကျတော့အခုကြွေးနေတာ virtual line empty လဖေးလေးသုံးဆောင်မအောင်ဗောလဖေးလေးတောက်ပါအောင် yes please ဗောကျတော့တောက်မယ်ဗောနော်ဒီမှာဆိုလို့ရှိရင် due like t တဖေးကြိုက်လား yes i do what you like some now အခုတောက်ချင်လား no thanks no now အခုမတောက်ချင်ဘူးပေါ့ဒီမှာဆိုရင်နှမျိုးလုံးသုံးလာတယ် do like that you တနန်းကြိုက်လားပဲမိတာပြီးတော့မှ what you like some now အခုတောက်ချင်လား what you like ဆိုတဲ့အတိတ်ပဲအခုတောက်သုံးဆောင်မလားဆိုတဲ့ချင်းချေချေလေးမိတဲ့ပုံစံပေါ့ Would you like some tea? လဖေးတောက်ချင်လား? Do you want some tea? နဲ့အတိပဲတူတူပဲ။ပြီးတော့ဒီမှာ tea တို့ coffee တို့ရှိမှာ some ထည့်ထားတယ်ဆိုတော့ तू uncountable noun ဖြစ်တဲ့အတွက်တစ်ခုခုနဲ့ထည့်သုံးသွားလို့ဒီလို some ကိုသုံးလာတာပေါ့။တကယ်လို့တစ်ခွက်လို့ပြောကျင်တယ်ဆိုလို့ရှိရင်လည်း a cup of tea လို့ပါလို့လည်းပြောလို့ရတယ်။ဒီဘက်ချမ်းမှာကျတော့ do like tea လဖေးကြိုက်လား do you think tea is nice လဖေးကြိုက်လားဆိုတော့မိတာပဲအဲ့ဒီအတိပဲနဲ့တူတယ်လို့တော့ပြောရတာ။ ဒီအပေါ်ဝကြအောင်ပြန်ကြည့်မယ်ဆိုလို့ရှင်တော့ would you like plus down ပုံစံဒီအောက်ကဝကြဆိုလို့ရှင်တော့ would you like to plan infinitive ပုံစံအပေါ်ကဟာကြတော့တခုခု offer လုပ်တဲ့ကန့်လန့်နေတာကိုစားပါအောင်တောက်ပါအောင်ပုံစံ ဒီအောက်ကဘာကြကြတော့ invite လုပ်တဲ့ပုံစံမျိုးပေါ့အဲဒီမှာ do like ကကြတော့ဘာကွာလဲဆိုလို့ရှိရင် do like going to the cinema ရုပ်ရှင်သွားကြည့်ရတာကြိုက်လားဒါ general ရေးပူအားဖြစ်ပဲပြောတာဒီဟာကြတော့အခုသွားကြည့်တင်လားဆိုရယ် invite လုပ်တဲ့ပုံစံမျိုး yes i would love to ဒီညာရုပ်ရှင်သွားကြည့်တင်လားအဲ့ပုံစံမျိုးဒီဘက်ကကြတော့ရုပ်ရှင်သွားကြည့်ရတာကြိုက်လား yes i go to the cinema a lot ဒီဘက်ကကြမှာဆိုရင်ရုပ်ရှင်ခဏခဏသွားကြည့်တယ်ပေါ့ would you like to i would like to အတိတ်ပဲ one နဲ့အတိတ်ပဲတူတာလိုချင်သည်ဆိုတဲ့အတိတ်ပဲမျိုး i would like an orange please ကျေးဇူးပြုပြီးလိမ္မော်သည်တစ်လုံးလိုချင်ပါတယ် I like oranges. ပေမော်ဒီကြိုက်တယ်ဒါရိုးရိုးရေဘူးအဖြစ်ပြောတာဒီဘက်ချမ်းကြတော့လောလောဆယ်လိုချင်တာ What would you like to do next weekend? ဒါမဲ့တပတ်ပိတ်ရအားလည်းရမှာဘာလုပ်ချင်လဲ What do you like to do at the weekend? ပိတ်ရအားလည်းရမှာဘာလုပ်ရတာကြိုက်လဲဒါကကြတော့ဘာလုပ်ချင်လဲဆိုတဲ့ပုံစံ ပြုလုပ်ချင်တဲ့အရာ want ဆိုတဲ့အဓိပ္ပာယ်ဒါကတော့ရိုးရိုးကြိုက်တာ general အနေနဲ့မိတာမျိုးပေါ့အဲ့ဒါပြီးတော့ exercise တွေလုပ်အောင်မှာဖြစ်ပါတယ် ဒီ exercise 34.1မှာဆိုလို့ရှိရင် what are the people in the picture ဆိုရင်ဒီပုံနဲ့လူတွေကဘာတွေပြောမှာလဲပေါ့နော်။သုံးရမှာကကျတော့ what you like ပုံစံအောင်သုံးရမယ် what you like plus ဒီနောက်မှာ noun ပုံစံလေးပေါ့ invite လုပ်တယ်ဆိုမှ2 plus infinitive ပုံစံလေးဒီမှာကျတော့ what you like က chocolate chocolate တစ်ခုလောက်စားပါအောင်ပေါ့အဲ့လိုမျိုးကမ်းလှမ်းတာ offer လုပ်တဲ့ပုံစံမျိုးလေးဒီမှာပန်းတီတစ်လုံးလောက်စားပါအောင်သုံးရမှာ what you like ပဲသူ့နောက်မှာ noun လေးကပ်ယူမယ် ီနံပါတ်3ပုံမှာကျတော့သူကဒီမှာ drink တစ်ခုခုအရေးတစ်ခုခုပေါ့နော်ထားပါတော့ဒါကို coffee လို့ပဲသဘောထားလိုက် coffee ဆိုလို့ရှိရင် what you like some coffee ဖြစ်လိမ့်မယ်သူက accountable noun ဖြစ်တဲ့အတွက် a နဲ့တော့တွဲသုံးလို့မရဘူးဒါမှမဟုတ်လို့ရှိရင်လည်း coffee တစ်ခွက်ဆိုရင်လည်း a cup of coffee a c u p ကပေါ့နော် a cup of coffee ဆိုတဲ့ပုံစံမျိုးရေးလို့ရတယ်ဒီ accountable noun တွေသုံးတဲ့ပုံစံတော့ဟိုနောက် unit တွေမှာတော့ပါတယ်ပေါ့နော် ီနံပါတ်4မှာဆိုလို့ရှိရင် sam တို့ apis or တို့ cheese ကိုတုံးတာပေါ့နော်ဒါ cheese လေးတွေအဲ့ခါလေးတွေကိုဒီမှာဖြည့်ပေးရမယ်အဲ့လိုဖြည့်တဲ့အခါမှာလဲဒီမှာ sam တို့ apis or တို့ဘာလို့ဖြည့်လို့ရလဲဆိုတဲ့ဟာလဲနောက်ပိုင်း unit ကျရင်တော့ပြန်တွေ့မှာပေါ့နော်အရင် background knowledge အရာသိတယ်ဆိုလို့ရှိရင်လည်းရေးလို့ရတယ်ပေါ့နော်မသိဘူးဆိုရင်လည်းနောက် unit တွေမှာပြန်ပြီးလမ်းလို့လို့ရတယ်ဒီမှာ sandwich ချက် sandwich တစ်ခုလောက်စားပါအောင်တို့အဲ့လိုမျိုး invite လုပ်မယ်ပြီးတော့ဒီမှာ cake ပေါ့ cake တစ်ခုလောက်ပေါ့ apis or cake ဆိုပါတော့အဲ့ဟာမျိုးလေးတွေဒီမှာပြောလို့ရတယ်ပေါ့နော် ဒီ34.2ရဲ့ပုံစံကကျတော့ would you like to play infinite ပုံစံနဲ့ဖြည့်ပေးရမယ် invite လုပ်တဲ့ပုံစံပေါ့ဒီမှာရေလုံးရှေ့ဝက်ကြအောင်ရင်ကြည့်ကြည့်မယ် you want to go to the cinemas tonight ဒီညရုပ်ရှင်ကိုတွားခြင်းနဲ့ perhaps ဖြစ်နိုင်တဲ့ suo go would you suo ကလည်းတွားခြင်းနဲ့အဲ့တော့ suo invite လုပ်တော့မယ် you say what you like to go to the cinema tonight တ냐ရုပ်ရှင်အောင်တွက်ကြည့်ခြင်းလား invite လုပ်လိုက်ပြီးသွားကြင်လားဗောဤပုံစံမျိုးလေး invite လုပ်တဲ့ပုံစံမျိုးကိုတုံတာဗောအဲ့တော့ you want to play tennis tomorrow မနက်ဖြန် tennis ကစားခြင်းနဲ့ perhaps စူးလဲ tennis ကစားခြင်းနဲ့အဲ့ဒါဆိုလို့ချင်းစူးကို what you like to play tennis tomorrow ဒီပုံစံမျိုးလေးဖြောက်အောင်မနက်ဖြန် tennis ကစားခြင်းလားအဲ့လို invite လုပ်ဖို့ပြောတဲ့ပုံစံမျိုးလေးဗောနော်အဲ့လိုမျိုးပဲ number 3နဲ့4လည်းတခြားစူးစမ်းပြီးဖြည့်ကြည့်ပါ နံပါတ်4မှာကျတော့ it is raining မိုးရွာနေတယ် sue is going out sue ကပြင်သွားမယ် she doesn't have an umbrella သူမမှာ tea မရှိဘူး but you have one ဒါမဲ့တင့်မှာတော့တချောင်းရှိတယ်ပေါ့ကို့မှာတော့ tea တချောင်းရှိတယ်သူမမရှိဘူးအဲ့တော့သူ tea ယူသွားခြင်းလားဆိုပြီးတော့သူပြောလိုက်မယ်ပုံစံလေးပေါ့ would you like to ပြင်တော့ borrow ဒါလည်းတစ်ခါတည်းပေးတာတယ်ကျန်တဲ့ဟာတွေကတော့ကိုယ်တိုင်စူးစမ်းပြီးဖြည့်ကြည့်ပေါ့နော် 34.3မှာကြာတော့ which is right ပဲအမှန်လဲပေါ့ do you like and would you like ပေါ့အဲ့နှစ်ခုထဲမှာဆိုလို့ would you like a chocolate chocolate စားပါအောင်ဆိုတာမျိုးပေါ့နော် yes please ဒီဘက်ကအဖြေကိုကြည့်လိုက်နံပါတ်2မှာဆိုရင်ဒီဘက်ကအဖြေကိုကြည့်လိုက်တယ် yes i love them ကြိုက်တယ်ပေါ့ကြိုက်တယ်ဆိုတော့ဒီဘက်ချမ်းကြိုက်တယ်လို့မေးတာလားအခုစားကျင်တယ်လို့မေးတာလားအဲ့ဟာမျိုးလေးတွေအဲ့တော့ဘယ်ဟာကိုတစ်ခုကိုရွေးမလဲပေါ့နော် do you like ဖြစ်မလား would you like ဖြစ်မလားဆိုတော့ဒီဘက်ကအဖြေလေးတွေကိုကြည့်ပြီးတော့တခြားရွေးပေးရမယ်ဒီ number 4မှာဆိုတော့ glass of water please ကျေးဇူးပြုပြီးရေတစ်ခွက်လောက်ဆိုတဲ့အတွက်ဒီဘက်ချက်မှာရေကြိုက်တာလားဒါမှမဟုတ်လို့ရှင်ရေတစ်ခွက်လောက်တောက်ချင်လားဆိုတဲ့ပုံစံမျိုးဖြစ်မလားပေါ့နော်အဲဒီဟာဒီအကုန်လုံးကြိုးစားပြီးဖြည့်ကြည့်ပါ